မင်္ဂလာပါသတင်းသုတနဲ့ကျမ်းမာရေးအကြောင်းအရာတွေတင်ဆက်ပေးနေတဲ့ CLGK Channel ကနှုတ်ခွန်းဆက်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့မျိုးသမီးတွေအင်္ဂါဇမွေးရိပ်ဖို့လိုသလားဒါဘာဖြစ်လို့ဒီကောင်းစဉ်ပြောရလဲဆိုတော့မေးတဲ့သူတွေရှိလို့ပေါ့နော်ရိတ်တဲ့သူတွေလည်းရိတ်ကြတယ်မရိတ်တဲ့လူလည်းမရိတ်ဘူးအထူးသဖြင့်တော့ရန်ကုန်သူတွေကတော့မထားဘူးလို့ကြားဘူးတယ်နောက်ပြီးတော့ခေတ်ဆန်တဲ့သူတွေလည်းအင်္ဂါဇမွေးမထားဘူးပြောရင်ကျမ်းမာတဲ့ဘဝနေထိုင်မှုအတွက်အင်္ဂါဇမွေးဆိုတာမလိုအပ်ဘူး အင်္ဂါသမူကြီးရှိနေမှာလို့မဟုတ်ဘူးဒါပေမဲ့ရှိမယ်ဆိုရင်လည်းကောင်းတဲ့ကျေးဇူးတချို့ရှိတယ်အဲ့တော့ကိုယ့်ရဲ့အမွေးကိုကကြီးနဲ့တိမှာလားဒါမှမဟုတ်လည်း hair remover cream နဲ့ပဲဖယ်ရှားမှာလားဒါမှမဟုတ်ရိပ်ပစ်လိုက်မှာလားဒါမှမဟုတ်ထားထားမှာလားဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင်ယူချင်မှုပဲအရေးကြီးတာကတော့ဘာပဲဆုံးဖြတ်ဆုံးဖြတ်ကျမ်းမာတဲ့လူနေမှုပုံစံတွေမရှိမဖြစ်လိုအပ်တာတော့တကိုယ်ရေးတန်ရှင်းမှုကိုထိန်းသိမ်းဖို့ပဲအင်္ဂါသမွေးထားခြင်းရဲ့အကျိုးကျေးဇူးကိုပြစ်ကောင်းဖြစ်နိုင်ခြေရှိတဲ့အကျိုးကျေးဇူးဆိုတာရှိတယ်။ဘာလဲဆိုတော့ ပွတ်တိုင်းမှုကိုလျှော့ချပေးတာ reduce friction ပေါ့သင်္ကစားအမွေးမြင်တွေကသဘာဝကူရှင်အနေနဲ့သူကဆောင်ရွက်တဲ့ dry lubricant ပေါ့ lubricant ဆိုတာတင်စားတာပါတကယ်တော့အရေးထွက်တော်မူတာမွေးတွေက၆တွေ့တဲ့ချောစီဖြစ်ဘယ်နေရာမျိုးမှာသူတို့ကပွတ်တက်မှုကိုကြားခံပြီးလျှော့ချပြီးဆိုကာယလိကျင်ခံနေလို့တဲ့အခါတွေမှာလေဆက်ဆန်တဲ့အခါမှာဒီစီးကုန်ကြီးပွတ်နေကြတဲ့အခါတွေမှာဟိုလေငါတွဲမှာရှိတဲ့နူးညံ့တဲ့အရေးပြားကိုပွတ်တိုက်မှုကနေကာဝယ်ပေးရပေါ့နော်အဲ့လိုပြောတယ်နောက်ပြီးတော့ အကာအွယ်ဒါစီတခုဖြစ်လေသူကလှုပ်ဆောင်နေဘယ်ရီယာလို့ပေါ့မျက်တော်မွေးတွေနှာခေါင်းထဲမှာရှိတဲ့မွေးတွေကအဲ့အပေါက်တွေကိုကာအွယ်ထားသလိုမျိုးပဲအင်္ဂါစက်မွေးတွေကဖုန်မုန့်တွေညစ်ကြီးတွေယောဂပုံမတွေမိမကိုယ်တွေကိုမဝင်အောင်ဆိုပြီးတားဆီးပေးတယ်။အဲဒါဆိုစောစောစီးစီးကဒီအမွေးတွေရှိနေစရာမလိုဘူးကျဲမာတဲ့ဘဝအတွက်ဆိုလို့ရှိရင်အဲ့လိုလူတွေကြတော့အမွေးမရှိပေမဲ့သူကတကိုယ်ရည်တန်ရှင်းမှုရှိနေတဲ့အခါကျတော့အင်္ဂါစက်မွေးမရှိပေမဲ့ဖုန်မုန့်တွေညစ်ကြီးတွေယောဂပုံတွေသူတို့ရဲ့မိမကိုယ်တွေကိုလွယ်လွယ်ကူမဝင်ရောက်နိုင်ဘူး။သူတို့ရဲ့ဝတ်စားဆင်ရင်မှုတွေကောင်းရှောက်မှုတွေကနေရှိနေတာပေါ့နော်။ ။နောက်တစ်မျိုးကကြတော့ဒီယောဂပိုးကူးစင်တန်ကြီးကိုယော့စေတယ်လို့ပြောတယ်။ဘက်တီးရီးယားနဲ့တခြားယောဂပိုးတွေကိုကာစီမှုဖြစ်ဆောင်ရွက်ပေးတယ်ပေါ့အမွှေးလေးတွေရှိနေတယ်ပေါ့။အင်္ဂါစံမွှေးတွေက UTI လို့ခေါ်တဲ့စီလညံပိုးဝင်တာတို့ yeast infection ပေါ့။တဆေးပေါက်တာကိုပြောမှာနော်။အဲ့ဒါတွေနောက်ပြီးတဲ့အခါ vaginitis ပေါ့မိမကူရောင်ရမ်းတာအဲ့လိုဖြစ်များတဲ့ယောဂကုဆတ်မှုဖြစ်နိုင်ခြေကိုပြောစီတယ်လို့ပြောတော့ဒဂွေတန်ရှင်းမှုမှာအမွှေးမရှိတဲ့သူတွေအနေနဲ့ဒဂွေတန်ရှင်းမှုကိုအားစိုက်ပေးမယ်လေတချို့ကကြတော့ဒဂွေတန်ရှင်းမှုအားမစိုက်နိုင်တဲ့ လုံကျန်းလုံနေတဲ့သူတွေရှိတော့သူတို့တွေကလည်းအမွေးမြင့်ရှိတာလဲဘက်တီးရီးယားနဲ့အခြားရောဂါပိုးတွေကာစီမှုအထောက်ကူအနှဲငယ်ရတာပေါ့နော်အနှဲငယ်ပါတကယ်တော့နောက် regulate temperature ပေါ့အပူချိန်ထိန်းညှိပေးတယ်အင်္ဂါစံမွေးတွေကလေရင်ငါတပိတ်မှရှိတဲ့ရှိရမယ့်အပူချိန်ပေါ့စံပြူအပူချိန်လို့ခေါ်တယ်ရှိရမယ့်အပူချိန်ပေါ့အဲ့ဒီအပူချိန်ကိုထိန်းသိမ်းပေးပြီးကူညီပေးရလို့တချို့ theory ထုတ်တယ် theory ပဲရှိပါရဲ့ဒါအသက်တွေတော့မပြနိုင်ပါဘူး maintain လုပ်ထားရပေါ့နော် optimal temperature ကို maintain လုပ်တယ်လို့ပြောတယ်တခုတော့ရှိရတော့ထောင်ချောက် pheromone ပေါ့ ဖဲရမုန်ဆိုတာသူကစီးကုံ area တဝိုက်မှာဖဲရမုန်တွေသူကထုတ်လွှတ်တယ်ချွေးကလင်းလေးတွေရှိတယ်အဲ့ဒီအခါမှာအဲ့ဒီဖဲရမုန်တွေကိုအမွှေးတွေက ထိမ့်သိမ်းထားပေးတယ်လို့သူတို့ကယူဆတယ်ပြောရရင်တော့မိမကိုရဲ့ထွက်တဲ့အနံ့ပေါ့ယောက်ျားရဲ့လိန်ရင်လိန်နံကထွက်နေတဲ့အနံ့မျိုးတွေပေါ့အဲ့ဒါတရိษံတွေမှာတော့ပိုသိတာတယ်တရိษံတွေကသူတို့မိလိုက်ရမယ့်ယာစီတွေပါရအနံ့နေလွတ်တယ်အဲ့ဒီတော့အမတွေကအနံ့လွတ်တော့အထီးတွေကအနံ့နေရပြီးတော့မိလိုက်ချင်လာတယ်အဲ့တော့အမကိုအမရှိတဲ့နေရာကိုယောက်လာတယ်ပေါ့နော် အဲ့တော့လူသားတွေကတော့ဘယ်နယ်မှာရှိလဲဆိုတော့ဒီစီးကုံပတ်လည်တွေမှာရှိတယ်ဒီဂျိုင်းနဲ့စီးကုံပတ်လည်တွေမှာတော့ရှိတတ်တယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ခုနကပြောတယ် apocrine gland လို့ခေါ်တယ်အဲ့အကျိတ်ကလေးတွေကအဲ့ဒီဂျိုင်းနဲ့စီးကုံတွဲမှာရှိတယ်ရှိပြီးတော့အဲ့ pheromone တွေထုတ်လွှတ်ပေးတယ်ဒီထုတ်လွှတ်ပေးတဲ့အနံ့လေးတွေကိုမှုေးမြင့်လေးကဖန်ထားပေးတယ်ဆိုတော့အဲ့အနံ့လေးတွေရရင်လဲမျိုးသမီးရဲ့အဲ့အနံ့ရရင်မျိုးသားစိတ်ပါလာတာမျိုးသားရဲ့အနံ့ရရင်မျိုးသမီးစိတ်ပါလာလေးဖြစ်တယ်လို့ပြောတယ်အဲ့တော့ အမွေးလေးတွေရှိနေတာဖယ်မုံလေးတွေကိုဖမ်းထားတယ်ပေါ့အဲလူသားရဲ့အနံ့ထုတ်လုတ်တဲ့ဂလန်းကထွက်လာတဲ့အနံ့လေးတွေကိုထိန်းထားပေးလို့ပြောတာပေါ့နော်အဲ့တော့အင်္ဂါစံအမွေးမြင့်တွေကိုဖယ်ရှားတာကျမကြီးမထိခိုက်ပါဘူးကျမကြီးနဲ့မညီညွတ်တဲ့လုပ်ရမဟုတ်ဘူးဒါပေမဲ့ဖယ်ရှားတဲ့အခါမှာနီးလဲမမှန်ရင်တော့အန်ဒီယာရှိတာကသူကယောဂပိုကူးဆက်တတ်တယ်ဘာလဲဆိုတော့သူကမိုက်ခရိုတီးယားဆိုလို့ခေါ်တာရေပြားလေးတွေပွန်းသွားတာပေါ့နော်သွေးတွေထွက်မလာပေမဲ့လည်းရေပြားဓာတ်ချစ်မိလို့ပွန်းတာတွေပါဖြစ်ရင်ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေလည်းသူဝင်ပေါက်တစ်ခုဖြစ်သွားတာပေါ့ တချို့လိလံမှုတွေကအင်္ဂါစက်အမွှေးမြင့်တွေကိုမကြာခဏပြင်းပြင်းထန်ထန်ပုတ်တိုက်ဖယ်ရှားတာဟာလိမ္မာတစ်ဆင့်ကူးစက်တဲ့ယောဂါတွေ STI ပေါ့တခြားတယောက်နဲ့လိမ်ဆက်ဆက်နေကမှလိမ်ရကူးစက်တဲ့ယောဂါတွေဖြစ်တတ်တယ်လို့ပြောတယ်အမွှေးမြင့်တွေကိုပြင်းပြင်းထန်ထန်ပုတ်တိုက်ဖယ်ရှားတဲ့အတွက်ပိုးကုလို့လည်သွားတာပေါ့နော် STI လို့ခေါ်တဲ့လိမ္မာတစ်ဆင့်ဖြစ်တဲ့ယောဂါပေါ့နော် Sexual Transmitted Infection လို့ခေါ်တယ် Sexually ပေါ့ Sexually ဆိုတာလိမ်ဆက်ဆံရမှာ Transmitted ထုတ်လွှတ်လာတဲ့ Infection ပေါ့လိမ်ဆက်ဆံရမှာတစ်ဆင့်ကူးစက်တဲ့ ိုးတွေကအရေးပါတွေပုံပဲကုန်တဲ့အတွက်ပေါက်ပြဲကုန်တဲ့အတွက်ဝင်လွယ်လို့ပြောတယ်။နောက်ဆုံးတစ်ဖြစ်တဲ့ skin complication ဆိုတာရှိတယ်။အရေးပြားမှာဖြစ်များတာမှုကျွန်းတာပေါက်တာမျိုးပေါ့။မှုတွေပါယူဖယ်ရှားတဲ့အခါမှာမှုကျွန်းတာပေါက်တတ်တယ်။ဘာဓာချစ်မိတတ်တယ်။နောက်ပြီးတော့ဒီမွေးညင်းပေါက်ကလေးတွေရောင်ရမ်းတတ်တာပေါ့နော်။အဲ hair follicle လေးတွေမှာ inflam ဖြစ်တာပေါ့။ရောင်ရမ်းတတ်တယ်။နောက်ပြီးတော့အရေးပြားရရန်တာလေးတွေဖြစ်တယ်အဖူလေးတွေထွက်တတ်တယ်ရှာကြပါပါတချို့ကိစ္စဆိုဘက်တီးရီးယားတွေပြီးတင်လာရလို့မျိုးတော့ဖြစ်တယ်ဒါပေမဲ့ရမ်းရှားပါလေနောက်ဒဏ်ရာတွေပေါ့ တန်ရှင်းလုပ်တဲ့ခါမှာတစ်ခါခါရှမိတယ်ပေါ့။နောက်ဖျောင်းနေဝက်ဆင်နေတဲ့တချို့တွေလောက်တာရှိတယ်။အဲဒီဝက်ဆင်နေတဲ့လောက်တာလောင်တာရှိတယ်။အဲအပူလောင်ဒဏ်ရာတွေပေါ့။နောက်အဖုတွေလေးဖြစ်တယ်။ဖြစ်များတဲ့ဒဏ်ရာအနေငယ်ကတော့အဲ့ဒါပဲ။ဒါကြောင့်အရေးပြားအတွက် safe ဖြစ်တဲ့ hair removal cream ကိုသုံးမယ်ဆိုလို့ရှိရင် specifically formulated for sensitive areas အတွက်ထုတ်လုပ်တဲ့ cream ကိုသုံးပြောချင်တာကတော့ဒီ bikini line တွေပါတယ်ပေါ့။အဲ့ဒီနေရာတွေကိုမထိခိုက်အောင်တေချာ formula ထုတ်ထားတဲ့အမွေးချွတ်တဲ့ cream တွေသုံးတာကောင်းတယ်။ နောက်တစ်ခု regular washing ပေါ့ပုံမှန်ဆေးကြောတာတော့မရှိမဖြစ်လိုတယ်။ဒီပြင်ပလိန်အင်္ကာကိုတန့်စင်ဖို့တဲ့ရေနူးနူးလေးနဲ့လူညံ့တဲ့ဆက်ပြာကိုသုံးရတယ်။ပြင်ပလိန်အင်္ကာဆိုရင်အင်္ကာဆက်အဝပေါ့အပေါ့ဝပေါ့အကောင်းနဲ့တော့ရှောက်မနှက်ရဘူး။အဲ့ထဲကိုနှိုက်ပြီးဆေးစရာလည်းမလိုဘူး။အထဲထဲနေကိုသွားပြီးတော့သွားပြီးလုပ်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဒီတဘာဝ pH လို့ခေါ်တဲ့ချင်ဖန်တက်မြတ်တတ်မှုကိုဖယ်ရှားနိုင်တဲ့အတွက်အထဲထဲတွေပါသွားနှိုက်ပြီးဆေးတာတို့အမွေးနှစ်သာထည့်ထားတဲ့ထုတ်ကုန်တို့ကြောင့်တကယ်တော့အမွေးနှစ်သာတွေပါတဲ့ ပုဂ္ဂိုလ်တွေကအန်ဒီယာပေးတာများတယ်ကန်ဆာကိုဖြစ်စေတာမျိုးတို့အန်ဒီယာတွေပေးတာများတယ်ဥပမာဆက်ပြာတစ်ခုမှုနေအောင်လို့ကမီကယ်နှမျိုးလောက်တော့အနည်းဆုံးသုံးရမယ်အဲကောင်ကလည်းကန်ဆာဖြစ်တာပဲဒါကြောင့်တဘာဝမကြတဲ့အမွှေးတရားတွေထက်ထားတဲ့ထုတ်ကုန်တွေကိုကိုယ့်ရဲ့အင်္ဂဇက်တွေအင်္ဂဇက်ဝါတွေစီကြောတာကိုရှောင်တာကောင်းတယ်နောက်ပြီးတော့အဆိုတတ်များလုံးလို့ရှိရင်ဘက်တီးရီးယားတွေကြီးထွားမှုကိုမြှင့်နေပေးနိုင်တယ်အဲ့တော့အမွှေးတွေလည်းရှိတယ်အဆိုတတ်တွေလည်းများတယ်ချွေးတွေလည်းပြန်အမွှေးတွေထူနေတယ် ဲ့လိုဖြစ်နေဘက်တရီယာတွေကြီးထားမှုကိုပိုပြီးမြင့်နေပေးနေတဲ့အတွက်ကြောင့်အမွှေးရိပ်တဲ့မျိုးသမီးရဲ့အဲ့ဒါပိုကျမ်းပါလားအဲ့ညာကြတော့ဒါကြောင့်ရေဆေးပြီးရင်အဲ့ဒီ area တစ်ဝိုက်ကိုငင်းငင်းတသားလေးနဲ့၆တွေ့အောင် put ပေးရတယ်နောက်ပြီးတော့လေဝင်လေထွက်ကောင်းတဲ့ဝက်ဆာကိုရွေးချယ်ရတယ်ခြေသားအတွင်းကန်လေးတွေအဝင်ကန်ကျဖြစ်တဲ့ fit ဖြစ်တဲ့အဝတ်လေးတွေရွေးပြီးအင်္ဂါစက် area ကို၆တွေ့အောင်ထားအဲ့ဒါဆိုရင်ရရမှုလည်းယော့နေမယ်အမွှေးရှိနေတဲ့အတွက်လည်းဟိုစူတန်းစားတွေလည်းဖြစ်မနေတော့ဘူးပေါ့နော်အဲ့တော့ပြောချင်တာကတော့ညီကုန်းချုပ်ရရင်အမွှေးထားတာမထားတာကိုယ့်ရဲ့အကြိုက်ပဲ ဂျိုင်းမွေးကြီးတွေအဲ့ဒီအမွေးကြီးတွေကကြည့်ရတာအင်မတန်စိုးရတော့အမှန်ပဲဟိုကိုကိုကိုငုံကြည့်မိရင်ပြောတာပါပြီးတဲ့ကဂျိုင်းယူကြည့်ရင်လည်းချွေးပြီးတဲ့ကတော်တော်နန်းနေအဲ့ဂျိုင်းကချွေးထွက်လာရင်အရန်နန်းတာတချို့လူတွေဆိုရင်အနားလာကန့်ရင်အန်အောင်အညီစစ်ပေါ့တယ်လက်ပတ်စော်ကြီးနန်းတာထွက်ပြေးရတယ်ရုပ်ကလေးကအရန်လာငငယ်ချိုးချိုးလေးတွေမိန်းကလေးဖြစ်ဖြစ်ကြွားလေးဖြစ်အဲ့လက်ပတ်စော်ကြီးနဲ့အနားလာပြေးရတော့တာပဲပြို့တော်တက်လာတယ်အဲ့တော့ခစ်ဆန်တဲ့မျိုးသမီးတွေရန်ကုန်သူရန်ကုန်သားတွေအဲ့မွေးထားလေးမရှိကြသလိုမျိုး အမွေမထားဘူးဆိုလည်းမထားနဲ့ကိုယ့်အကျိတ်ထားမယ်ဆိုလို့ရှိရင်လည်းစုတန်းစားတွေရှိမနေအောင်ညဉ့်ဉန်းမှုတွေရှိမနေအောင်ရေလဲစီညဉ့်ဉန်းမှုမရှိအောင်စုတန်းစားတွေရှိမနေအောင်လည်း၆တွေ့အောင်လုပ်ဒီနည်းနဲ့သွားတာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ခုနကပြောတာအဓိကတော့ချက်ကတော့အခုတန်ရှင်းရေအမွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေနော် whether you choose to keep or remove your pubic hair မင်းအမွေကိုရေးချင်ရေးထားချင်တာအရေးကြီးတာတော့ good hygiene is what matters most for a healthy lifestyle မယ်နော် တကူရေးတန်းရှင်းမှုကသာအဓိကကြပါတယ်လို့ပြောရင်ညီကုန်းချုပ်လိုက်ပါတယ်။သတင်းသုတနဲ့ကျမ်းမာရေးအကြောင်းအရာတွေပုံမှန်တင်ဆက်ပေးနေတဲ့ CLGK channel ကို like share နဲ့ subscribe လုပ်ထားလို့ရပါတယ်။အားလုံးကျန်းမာကြပါစေ။